မြန်မာနိုင်ငံသားတွေအပါအဝင်အမေရိကန်မှာအမြဲတမ်းနေထိုင်ခွင့် green card ရထားတဲ့16နိုင်ငံကလူတွေကိုပြန်လည်စီစစ်ဖို့သမ္မတဒေါ်နယ်ထရမ့်ကလူမှုကြီးကြပ်ရေးဌာန USCIS ကိုညွှန်ကြားလိုက်ပါတယ်။သမ္မတထရမ့်ရဲ့ညွှန်ကြားချက်အရစိုးရင်ရသည့်နိုင်ငံများ country of concern စီးရင်ထဲမှာပါတဲ့နိုင်ငံတွေအားလုံးက green card ရထားသူအကုန်လုံးကိုတင်းကျပ်စွာပြန်လည်စီစစ်သွားဖို့ညွှန်ကြားလိုက်ပါပြီလို့အမေရိကန်နိုင်ငံသားနဲ့လူမှုကြီးကြပ်ရေးဌာန USCIS ညွှန်ကြားရေးမှူး Joseph Adlo က X လူမှုကွန်ရက်မှာနိုဝင်ဘာလ28ရက်နေ့ကရေးပါတယ်။အဲ့ဒီနိုင်ငံတွေဟာတမရထရမ့်ကအခုနှစ်ဇွန်လ4ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ခီးသွွားခွင့်အမေရိကန်ကိုလာရောက်ခွင့်ပိတ်ပင်ခံရတဲ့16နိုင်ငံနဲ့အတူတူပဲဖြစ်တာကြောင့်မြန်မာနိုင်ငံလည်းပါပါတယ်။လက်ရှိ Green Card ရထားပြီးသားသူတွေကိုအသေးချာပြန်လည်စီစစ်တာအပြင်နောက်မှာအဲ့ဒီ16နိုင်ငံကလူတွေကိုစီစစ်တဲ့အခါမှာလည်းလုံခြုံစိတ်ချရတဲ့အထောက်အထား ID တွေထုတ်ပေးနိုင်ခြင်းရှိမရှိဆိုတာအပါအဝင် အနောက်လက္ခဏာပြနေသည့် အထူးဂရုစိုက်ရမည့်နိုင်ငံများ negative country specific factor ဆိုတဲ့အချက်ပါထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း USCIS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် USCIS ညွှန်ကြားရေးမှူး Joseph Adlow ရဲ့ November 29ရက်နေ့ကြေညာချက်ထွက်လာတဲ့အချိန်ကစလို့ပြန်လည်စစ်စစ်တဲ့အစီအစဉ်ဟာတရားဝင်စတင်ပြီဖြစ်ပါတယ်နိုဝင်ဘာလ29ရက်နေ့အထိ Green Card လျှောက်လွှာတင်ထားဆဲဖြစ်ပြီးအပြေးဆောင်နေသူတွေနိုဝင်ဘာလ29ရက်နေ့နဲ့ ဲ့ဒီနေ့နောက်ပိုင်းမှာတင်တဲ့ရှောက်လွာတွေအားလုံးကိုအခုညွန်ကြားချက်အစ်စ်ကအကျုံးဝင်ပါတယ်။ဒါကြောင့်အနာဂတ်မှာဒီ16နိုင်ငံကလူတွေတင်မဲ့ Green Card ရှောက်လွာတွေအားလုံးကိုစိုးရိမ်ရသည့်နိုင်ငံများဆိုတဲ့အထက်ကဖော်ပြခဲ့တဲ့ညွန်ကြားချက်တွေနဲ့အညီလှုပ်ဆောင်သွားတော့မှာဖြစ်ပါတယ်။ဒီနေ့အဖြစ်ဒီ16နိုင်ငံကလူတွေကိုအနာဂတ်မှာ green card လွယ်လွယ်နဲ့ပေးတော့မှာမဟုတ်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ပြန်လဲစီစစ်မှုတွေလုပ်ပြီးတဲ့အခါ green card ကိုပြန်ရုပ်သိမ်းမလားဒါမှမဟုတ် ပြည်နေနံပေးမာလာဆိုတဲ့နောက်ဆက်တွဲဗာဆက်လုံမယ်ဆိုတာနဲ့ပတ်သက်လို့တော့ရှင်းရှင်းလင်းလင်းထုတ်ပြန်မထားသေးပါဘူး။တစ်ဆက်တည်းမှာပဲတမရဂျိုးဘိုက်ဒန်အစိုးရလက်ထက်အတွင်းအတီးပြုတ်ပေးခဲ့တဲ့ခလုံးခွင့်ရရှိထားသူအားလုံးကိုလည်းပြန်လည်စစ်စစ်သွားမယ်လို့ USCIS ကိုကြီးကြပ်ရတဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကနိုဝင်ဘာလ28ရက်နေ့ညမှာပဲထုတ်ပြန်ထားပါတယ်။ Washington DC မြို့ကတမရအင်ဗျူတော်အနီးပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင် National Guard အုပ်ကိုတနက်နေ့ပြစ်ခတ်သူဟာ အာဖဂန်နိုင်ငံကလာတာကြောင့်အဲ့ဒီနိုင်ငံသားတွေနဲ့ဆိုင်တဲ့လူဝင်မှုဆိုင်ရာကိစ္စရပ်တွေအားလုံးကိုလည်းစမ်းကန့်ထားလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ